မမေတတော်လေးပိတ်စာနေတော့တတော်ခေါက်ဆက်ပြုတ်လေးပြောပေးပါလားမမေဘာခေါက်ဆက်ပြုတ်ပြရမလဲအဲမရရင်ဘာဘာခေါက်ဆက်ပြုတ်ဖြစ်ဖြစ်ဒီမေတတော်ပြောက်ပေးအခုခဏလေးစားနော်မေခေါက်ဆက်ပြုတ်ပါမနော်။ကဲအခုဆိုလို့ရှိရင်တော့တုံတုံလေးတောင်းဆိုတဲ့ခေါက်ဆွဲပြုတ်လေးစားပြုတ်လိုက်ရအောင်။စက်ပြုတ်ရင်လေးကိုအဓိကထားပြီးတော့အသုံးပြုပေးထားပါဗျ။ဒီခေါက်ဆွဲပြုတ်နည်းလေးကလွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့်မလို့လိုက်ပြုတ်ကြည့်လို့ရရယ်နော်။ ပြီးတော့ဒီခေါက်ဆက်ပြုတ်တယ်မှာဆိုလို့ရှိရင်တော်တော်လေးညင်းဆန်နေတဲ့အသီးရွက်လေးဆိုလို့ရှိရင်လည်းသူစားခြင်းစက်ပွဲဖြစ်လာအောင်လို့ဤတွေကထည့်ပြီးတော့မှအသုံးပြုထားပါရဲ့ရှင်အထက်ကစက်ပြုတ်ရည်မို့လို့စက်ပြုတ်ရည်ကြီးတော့ကောင်းကောင်းပြုတ်ဖို့တော့လိုတာပေါ့နော် ။ဧတွေကလေတုံတုံလေးကိုစားစားယူတဲ့ကလေးလေးမဖြစ်အောင်လို့လေ့ကျင့်ပေးထားတာအားလုံးသိမယ်ထင်ပါတယ်။တုံလေးမကြိုက်တဲ့စားစားလေးရေဆိုလို့ရှိရင်လေသူကြိုက်လောက်စားတတ်လောက်လို့အမေတယောက်နေနေပေါ့နော်ချက်ကျွေးဖြစ်ပါတယ်။အထူးသဖြင့်ဗီတာမင်နဲ့သတ္ထုဓာတ်ကျွေးဝတဲ့တစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေစားကြရတွေကိုအခုလိုမျိုးအမြင်ရောအရသာပါဆွဲဆောင်မှုရှိအောင်လို့ဖန်တီးပေးဖြစ်ပါတယ်။ဗီတာမင်နဲ့သတ္ထုဓာတ်ကအရက်ရှိဖို့ဝိတ်ကိန်းဖြစ်ဖို့အတွက်အရေးကြီးပါတယ်။ ်နောက်ပြီးတော့ခန္ဓာကိုယ်ကြီးထွားဖွင့်ပြိုးပြီးတော့တန်မာဖို့ဗီတာမင်နဲ့သတ္ထုဓာတ်ကျွဲဝတဲ့အစားအစာတွေကိုကလေးတွေကအများကြီးလိုအပ်ပါတယ် ။ဒါကြောင့်မို့လို့အခုလိုမျိုးတုံတုံလေးကိုအမြင်ရရတာရောဆွဲဆောင်မှုရှိပြီးတော့သူကြိုက်တယ်ဆိုတာနဲ့သူမစားဖြစ်တယ်ပေါ့နော်။စားတော့လေးနဲ့အဲ့လိုရောပြီးတော့မှအဲ့တည်းအမြင်နဲ့လှုပ်ကြည့်ဖြစ်တယ်ပေါ့နော်။ဒါကလေးတွေရဲ့အစားစားခြင်းနဲ့စိတ်ကိုအမြင့်တင်ပေးရတဲ့သဘောပဲပေါ့နော်။နောက်ပြီးတော့တုံတုံလေးတွင်အမြင်နဲ့ဒူဂရူကိုတစ်နေ့ကိုနှစ်ခွက်တိုက်ပါတယ်။မနက်ပဲဖြစ်ဖြစ်နေ့လယ်ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်တစ်နေ့ကိုနှစ်ခွက်ကလေးလေးကပုံမှန်တောက်ပါတယ်။ခေါဆွဲပြုတ်ကိုလည်းတပကံကြီးကောင်အောင်စားတဲ့အပြင်ကိုဒူဂရူလည်းသူတောက်ပါတယ်။ လေးလေးတွေကိုဗီတာမင်နဲ့သတ္ထုဓာတ်အကျွဲဝရတဲ့အစာတောက်လေးကျွေးဖို့လည်းမမေ့ပါနဲ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်ပါပါ